်မင်္ဂလာပါရှင် ကျမတော့ဖူးဤနွယ်ပါ DV ရုံးမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ရန်ကုန်မြို့ပေါ်မှာအခုရက်ပိုင်းတွေအတွင်း Wi-Fi line တွေကျနေသလိုဖုန်းအင်တာနက်အသုံးပြုရတာတွေလည်းအဆင်မပြေဖြစ်နေရလို့သိရပါဗျ။ line မကောင်းတဲ့အတွက် online ဈေးရောင်းသူတွေအသုံးပြုတဲ့ Facebook, Business စတဲ့ online platform တွေလည်းအသုံးပြုရတာနှောင့်နှေးနေရလို့ဆိုပါဗျ။ အင်တာနက်ကတော့တော့အရင်လိုမဟုတ်ဘူး။ဒါမှကောင်းတာလို့သိတင်နာပါညာပြည့်စည်လို့မြို့မှာနေပါတင်နာမှာပဲ။ဟိုတခုတပါဘူးအကြာကြီးစောင့်ပြီးတော့တင်နေရတယ်။ဒါက customer ပို့လာပုံကြီးပါ solution အပုံကြီးရောမကြည့်ရဘူးကြာကြီးဆောင်ရတယ်ဖုန်းလာရောဖိုက်ကောင်းပါရောပြောလို့မရအောင်ဒါမှကောင်း connecting နေဖြစ်နေတို့ဒီပါအဲ business suit တို့ပါလို့ကြာတော့ VPN နဲ့သုံးရတဲ့ solution ဒါမှမကောင်းကြီးအဲကြတော့ TikTok စင်မပြ Internet line မကောင်းတဲ့အတွက် ဈေးရောက်အားတွေလည်းကျနေရလို့ online ဈေးရောက်သူတွေကဆက်ပြောပါရယ်။ internet line ကျတာတိတိတသာဆိုးရွားနေတဲ့အတွက် wifi company အများစုကလည်းတောင်းပန်အသီးပေးစာတွေထုတ်ပြန်ထားပါရယ်။ wifi ဆက်ကြောင်းချို့ရင်းတာ app stream ချို့ရင်းတာ international app link အပြည့်ဖြစ်ပွားနေတာ app link issue ဖြစ်နေတာအဓိကပင်မဆက်ကြောင်း line တွေပြတ်တောက်နေတာစရီကြောင့် internet line နှေးကွေးတာနဲ့ line ပြတ်တောက်တာတွေဖြစ်ပေါ်နေတယ်လို့ဆိုပါရယ်။ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့မှာလည်း wifi line တွေကျနေတယ်လို့ ဖုန်းလိုင်းတွေလည်းပြတ်တောက်နေလို့မြို့ကန်တွေကပြောပါရယ်။ internal line မကောင်းတဲ့အတွက် zone application နဲ့အသုံးပြုရတာအဆင်မပြေလို့ online တင်တန်းတချို့ရန်နာထားရတယ်လို့လည်းသိရပါရယ်။ wifi လဆင်ကြီးတွေတွင်းပြီး internet packet တွေထပ်ပြီးဝယ်ယူသုံးစွဲနေရတဲ့အတွက်ငွေအပိုကုန်နေရတယ်လို့တောင်ကြီးမြို့ကန်တယောက်ကပြောပါရယ်။ဖိုင်ရတော့ကြာပြီ။သင်ကြောင်းတွေတိုက်ပြီးဆိုရင်မလာတော့ပထမတော့ရှိပြီးဒီတိုင်းဒီတိုင်း တဲ့အမှုတိုင်းမကောင်းဆောင်းနေရတယ်ခုပြီးနေကြတယ်ဆောင်းရတယ်ဒီကခဏကြီးခုနကမှခဏလေးပြင်ပြပြတင်ချေတပြုတ်တင်ချေဒီမလို့တော့လူရှင်ကောင်းနေရှင်ကောင်းနေရှားဝိုင်းနေကြတယ်ခဏခဏအဲ့ဒီပြင်ကြတော့အပူပူကုန်မှာဝိုင်းပိုင်းရှိတာတော့ကတော့ညောင်းဒီမှာပြန်ကုန်နေလူပေါ့ဖြစ်အောင်ပြီးခဲ့တဲ့စတင်မလာ30ရက်နေ့ကလည်းစစ်ကောင်စီရွေးကောက်ပွဲကိုစလေလောင်းရှောက်လာတဲ့တင်သွင်းရမှာ internal line ချိုးယွင်းမှုကြောင့် ျန်နေခဲ့တဲ့ကိုယ်စားလှယ်လောက်အယောက်60စည်ရင်းကိုပြန်လည်ဖြည့်ဆွက်ပြီးရွေးကောက်ပွဲကော်မရှင် UEC ကပြင်ဆင်တင်ညာခဲ့ရပါသေးတယ်။ကျမတီရီပါ။ဆောင်းမလေးတို့လေး မန္တလေးတိုင်းမတရားမျိုးနယ်ထဲမှာစစ်ကောင်စီကစစ်ကြောင်းသုံးခုဖယ်ပြီးနေမြေထိန်းချုပ်ဖို့ကြိုးစားနေတာပါမတရားမျိုးပေါ်ကနေလက်နက်ကြီးနဲ့ပစ်ခတ်တာလေကြောင်းပစ်ကူပေးတာတို့ကြောင့်တိုင်းပြားတဲ့စခန်းများစုကိုဒေသကာကွယ်ရေးအဖွဲ့တွေကပြန်လက်လွတ်ထားရပေမဲ့အတန်းနိုင်ဆုံးခုခံတိုက်ခိုက်နေဆဲဖြစ်တယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်စစ်ကောင်စီကစင်ကူမျိုးကိုပြန်သိမ်းပိုင်နိုင်ရေးအတွက်မတရားနဲ့တပိတ်ကျင်းတဲ့တွေကတဆင့်စင်ကူနယ်ဘက်ကဦးတည်ပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်မတရားဘက်မှာစစ်ကြောင်းကငြိမ်မငြိမ်ဘူးဗျကျွန်တော်တို့တန်ခါတောင်ဘက်ကစစ်ကြောင်းကမတရားနဲ့ ယောက်ချမ်းကျွန်တော်တငါမြောက်ရွာရဲ့နောက်ဖက်နေပကုန်းရွာကဘက်ကိုကူးလာပါတယ်ဗျကူးလာပြီးတော့ကျွန်တော်တို့မရရမြောက်ချမ်းကျွန်တော်တို့ချောင်းမကြီးရဲ့မြောက်ဖက်တငါမြောက်ရွာရဲ့နောက်ဖက်နေပကုန်းရွာဘက်မှာကျွန်တော်တို့ထိတွေ့မှုတွေတော့ဖြစ်နေတာပေါ့ကျန်းစစ်ကြောင်းနှစ်ကြောင်းကကျွန်တော်တို့မရရနဲ့မြို့နယ်ရှစ်မြောက်ချမ်းဆယ်တော်ကြီးဘက်ကိုဦးတည်နေပါတယ်ဗျ စစ်ကောင်စီကမြို့ပေါ်နေရာတွေမှာပြည်ပပြင်ပြင်ရွေးကောက်ပွဲလုပ်နိုင်မှုမန္တလေးဒေသတွင်ကာကွယ်ရေးအဖွဲ့တွေကမြို့တွေနာမကန့်နိုင်အောင်ဖိအားပေးတိုက်ခိုက်နေတာပါမြင်းကြံတောင်သားနထိုးကြီးမြို့တွေပေါ်မှာတပြိုင်တည်းရွေးကောက်ပွဲပြုလုပ်မှာမဟုတ်ပဲလုံခြုံရေးထိန်းနိုင်အောင်အလဲနဲ့ရွေးကောက်ပွဲပြုလုပ်တော့ဖို့ပြင်ဆင်နေတာတွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ် စစ်ကောင်စီကကြေးရွာတွေဘက်ကိုဖိအားပေးစစ်ကြောင်းထိုးနေချိန်မှာဒေသကာကွယ်ရေးအဖွဲ့တွေကမြို့ရင်းကြီးကစစ်ကောင်စီခိစခန်းတွေကိုပျောက်ကြားထိုးစစ်ဆင်ပြီးတံပြန်တိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။နိုဝင်ဘာ၄ရက်နေ့ကမြင်းညံမြို့နယ်လယ်တစ်ကြေးရွာကပြူစောချင်းနဲ့စစ်ကောင်စီပူးပေါင်းခိစခန်းကိုမြင်းညံခိုင်တပ်ရင်းခုံကပျောက်ကြားစနစ်နဲ့ဝင်ရောက်တိုက်ခိုက်တာကြောင့်စစ်ကောင်စီတပ်သားနဲ့ပြူစောချင်းရှေ့ရောက်တမ်းမင်းနဲ့တေဆုံးခဲ့ပါတယ်။မြင်းညံမြို့နယ်ရောနောက်မြင်းညံခမာယာ15ပေါ့နော်စစ်တပ်နဲ့ကျွန်တော်အနီးဆုံးပေါ့နှစ်မိုင်လောက်မှရှိတဲ့ မန်လေးမြင်းကျန်တရာဦးလမ်းပေါ်မှာရှိတဲ့လက်တက်ကစစ်စေးဂိတ်ကိုဝင်ရောက်ပြီးတော့စီးနင်းတိုက်ခိုက်ခဲ့တာပါအဲ့ဒီမှာကပခါရောစခါရောရခါရောသုံးဘွဲလုံးထိုင်နေတာရှိပါတယ်ဒီသွားတဲ့ထဲမှာ လက်တက်မှာအစင်ဆက်အုပ်ကြီးလုပ်တဲ့ငမင်းဆိုတဲ့တယောက်ပါသွားတယ်ပေါ့နော်ဒီနေ့나이တချို့သွားတယ်လို့သိရပါတယ်အဲဒီပွဲမှာစခပခရခတေဆုံတဲ့ရင်ကတော့ချစ်ကောင်ကိုရရှိပြီးတော့ဒဏ်ရတာ10ယောက်လို့နေမီကန်နေရဲ့ပြောကြားချက်အရကျွန်တော်တို့သိရပါတယ်ဒီဝေကောက်ပွဲကိုဟန်တာမယ်ဆိုတာနဲ့နောက်ဆက်မယ်ဆိုတာမျိုးထက်ကျွန်တော်တို့ကကျွန်တော်တို့လှုပ်ရှားရှိတဲ့ကျွန်တော်တို့ကရန်သူကိုရန်သူလိုရင်ဆိုင်ပြီးတော့သူတို့ကိုတွန်းလှန်တော်လှန်မှုဒါမျိုးပဲကျွန်တော်တို့မှာရှိပါတယ်ဟုတ် အောက်တိုဘာ29ရက်နေ့ကမိုးကုန်းနဲ့မိုးမိတ်မြို့တွေကိုတန်အန်တမရော DNL ကလက်လွတ်မယ်လို့ကြေညာပြီးနောက်ရှမ်းမန်းနယ်စပ်စစ်ရေးအခြေအနေတွေရှုပ်ထွေးနေတာပါမန္တလေးဒေသတွင်မှာစစ်ကောင်စီကစစ်ရေးအရှိန်မြင့်နေတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကလည်းတော်လန်စစ်အတွက်လူငယ်တပ်သားတွေထပ်မံဖိတ်ခေါ်တဲ့ကြေညာချက်ကိုအောက်တိုဘာ30ရက်နေ့မှာထုတ်ပြန်ပြီးအင်အားဖြည့်တင်ဖို့ကြိုးစားနေပါတယ်။ကျွန်တော်တုဒ္ဒချမ်းသာပါ။ စကိုင်းတိုင်းချောင်းမြို့နယ်ရှမ်းထူးရွာကိုစစ်ကောင်မရှင်တပ်ကနိုမာလာ6ရက်နေ့ညနေ9နာရီခွဲလောက်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်အရသားတယောက်ကြီးစားထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကနေသိရပါဗျ။စစ်တပ်ကချောင်းမြို့ပေါ်ကနေလက်နက်ကြီး၄လုံးပစ်ခတ်ခဲ့တာကြောင့်အသက်50ကျော်အရွယ်ကိုကျော်လွင်ဟာပေါမကြီးဖောက်ထွက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ပြစ်တဲ့လေးလုံးတဲ့ကရွာရဲ့ဖုံးကြီးချောင်းတောင်ဘက်တလုံးနဲ့မြောက်ဖက်ကိုတလုံးကြပြီးဖုံးကြီးချောင်းတောင်ဘက်ကိုကြတဲ့အလုံးကဥကြော်လွင်ကိုထိမှန်ခဲ့တာလို့ရှမ်းထူးရွာသားတယောက်ကပြောပါတယ်။ဒါ့အပြင်ရွာအပြင်ဘက်ညောင်ပင်တဲရွာဘက်ကိုနှလုံးကြတဲ့ကြီးကတော့ထိခိုက်တာမရှိဘူးလို့သိရပါတယ်။ထိခိုက်ဒဏ်ရာရှိသူကိုဒေသခံကုညီကယ်ဆယ်ရေးအဖွဲ့ကဆေးရုံကိုပို့ဆောင်ဖို့ခေါ်ဆောင်သွားကြတယ်လို့ဆိုပါတယ် စစ်တပ်ကတိုက်ပွဲမဖြစ်ဘဲပြစ်ခတ်နေတာကြောင့်ပြည်သူတွေအကြောင်းမဲ့သေဆုံးထိခိုက်နေတဲ့အတွက်စိတ်မကောင်းဖြစ်ရတယ်လို့ချောင်းမြွနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။ပြီးခဲ့တဲ့နိုမာလာ၂ရက်နေ့ကလည်းစစ်တပ်ကငါးလုံးတင်ရွာကိုလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့တာကြောင့်အမျိုးသမီးငယ်နှယောက်သေဆုံးပြီးအသက်၃နှစ်အရွယ်မိန်းကလေးတယောက်ပြင်းထန်ဒဏ်ရာရရှိခဲ့လို့သိရပါတယ်ရှင်။ TVV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျမတော့ဖူးအီနေပါကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် you <music>